တို့ရင်းလက်စင်မှာ possessive adjective ကို သုံးပြီးတော့ပိုင်ဆိုင်မှုပြတဲ့ပုံစံတွေကိုကြည့်ခဲ့ပြီးပါပြီ။ဥပမာ these are my books ဒီဟာတွေကငါရဲ့စာအုပ်တွေပါ။ my ဆိုတာကဒါ possessive adjective right ဒါကို possessive pronoun ကိုသုံးပြီးတော့လည်းပိုင်ဆိုင်မှုတွေကို ပြလို့ရပါတယ်။ these are my books ကို these books are mine okay ဒီစာအုပ်တွေကငါဟာတွေပါ။ ဒီလိုမျိုး possessive pronoun သုံးပြီးတော့လည်းပြောလို့ရပါတယ်။ mine ဆိုတာကဒါငါဟာလို့အဓိပ္ပာယ်ရတဲ့ possessive pronoun ပေါ့နော်။အဲ့တော့ these are လို့ပြောမယ့်အစား these နဲ့ are ကြားမှာ noun ကိုထည့်ပြီးတော့ these books are okay ဒီလိုပြောလို့ရပါတယ်။ mine ပေါ့နော်။ possessive adjective mine နေရာမှာ mine okay ငါဟာရီ mine alright ဒီလိုမျိုးအစားထိုးပြီးတော့ပြောပြရမယ် possessive pronoun ကတော့အမြဲတမ်းနောက်ဆုံးမှာထားပြရပါတယ် alright these books are mine အဓိပ္ပာယ်ကအတူတူပါပဲ okay ဒီဟာတွေကငါရဲ့စာအုပ်တွေပါဒီစာအုပ်တွေကငါဟာတွေပါ right ဆိုလိုရင်းကအတူတူပါပဲ these are my books these books are mine those are your keys ဟိုဟာတွေကမင်းရဲ့တော်တွေပါဒီမှာ your ဆိုတာကဒါမင်းရဲ့လို့အဓိပ္ပာယ်ရတယ် possessive adjective right ဒါကို possessive pronoun နဲ့ပြောမယ်ဆိုလို့ရှိရင် those keys are yours ဟိုတော်တွေကမင်းဟာတွေပါ all right yours ဆိုတာကဒါမင်းဟာတွေမင်းဟာလို့အဓိပ္ပာယ်ရတယ် okay those keys are yours အတိပယ်ကအတူတူပါပဲ those are your keys those keys are yours this is his laptop ဒါကသူ့ရဲ့ laptop ပါ his ဆိုတာကဒါသူ့ရဲ့လို့အတိပယ်ရတယ် right ဒါကို possessive pronoun နဲ့ပြောင်းပြောမယ်ဆိုလို့ရှိရင် this laptop is his ဒီ laptop ကသူ့ဟာ this laptop is his that is her cell phone အဲ့ဒါကသူမရဲ့ cell phone ပါ her ဆိုတာကဒါသူမရဲ့ right ဒါကို possessive pronoun နဲ့ပြောင်းပြောမယ်ဆိုရင် that cell phone is hers အဲ့ဒီ cell phone ကသူမရဲ့ဟာပါ hers ဒီမှာလဲ z တန်လေးနဲ့ပဲဆုံးပါတယ် okay his ဆိုလို့ရှိရင်လဲ z တန်နဲ့ yours z တန်နဲ့ပဲ all right that cell phone is hers right အတိပ္ပယ်ကအတူတူပါပဲ possessive adjective နဲ့ပဲပြောပြော possessive pronoun နဲ့ပဲပြောပြောအတိပ္ပယ်ကအတူတူပါပဲနှစ်ခုလုံးကို သိထားဖို့လိုပါတယ် okay possessive pronoun တွေကတော့နောက်ဆုံးမှထည့်ပေးရပါတယ် these are its toys ဒါတွေကသူ့ရဲ့ကစားစရာတွေပါ these are its toys it ဆိုတာကဒါသူ့ရဲ့ထိုးအရာရဲ့ပေါ့နော်ဒီမှာခွေးကလေးဆိုတော့သူ့ရဲ့ပေါ့ okay these toys are its ဒီကစားစရာတွေကသူ့ဟာတွေပါ it ဆိုတာကသူ့ဟာသူ့ရရဲ့ဟာပေါ့နော်လူမျိုးအတိတ်ပဲရပါတယ် okay these toys are its ဒီမှာ its ကတော့ s than its အတန်နဲ့ပဲထွက်ပါတယ် okay these toys are its this is their novel ဒါကသူ့ရဲ့ဝိတုစာအုပ်ပါ ဒါကို possessive pronoun နဲ့ပြောင်းပြောမယ်ဆိုရင် this novel is theirs right ဒီဝိတုစာအုပ်ကသူတို့ရဲ့ဟာပါ then ဆိုတာကသူတို့ရဲ့ဟာလို့အဓိပ္ပာယ်ရတဲ့ possessive pronoun ဖြစ်တယ် this novel is theirs ဒီမှာလဲ theirs က z တန်နဲ့စုံနေနော် theirs theirs this novel is theirs those are our earphones ဟူဟာကငါတို့ရဲ့နှကြက်ပါ our ဆိုတာကဒါငါတို့ရဲ့ဆိုတဲ့ possessive adjective right ဒါကို possessive pronoun နဲ့ပြောင်းပြောမယ်ဆိုလို့ရှိရင် those earphones are ours okay ဟိုနှကြက်ကငါတို့ဟာပါ ours ဆိုတာကဒါငါတို့ဟာလို့အဓိပ္ပာယ်ရပါတယ် okay ours ဒီမှာလဲ z တန်နဲ့ပဲစုံပါတယ် okay ours ours those earphones are ours ဟိုနှစ်ချက်ကငါတို့ဟာပါအဲ့ဒီတော့ possessive adjective ကိုသုံးပြီးတော့ပိုင်ဆိုင်မှုကိုပြလို့ရတယ်လို့ possessive pronoun ကို သုံးပြီးတော့လည်းပိုင်ဆိုင်မှုကိုပြလို့ရပါတယ် worksheet 3c ကိုသုံးပြီးတော့ listening practice လေးလုပ်ကြည့်အောင်နော်ဒီမှာက John နဲ့ Susan ကအလုပ်သွားဖို့သူတို့ယူသွားမယ့်ပစ္စည်းတွေကိုပြင်ဆင်နေကြတယ် Okay ဗီဒီယိုထဲမှာကြားတဲ့အတိုင်းဘသူကဘာယူသွားလဲဆိုတာကိုသူတို့ရဲ့အိတ်တွေတွေကိုထည့်ပေးပါ Okay Susan ယူသွားတဲ့ပစ္စည်းဆိုလို့ရှိရင် Susan's bag Susan ရဲ့အိတ်ထဲကိုထည့်ပေးပါ John ယူသွားတဲ့ပစ္စည်းတွေဆိုလို့ရှိရင် John's bank john ရဲ့အိတ်ထဲကိုထည့်ပေးပါ all right ဒီမှာအဲ noun 6ခုရှိပါတယ် purse notepads cell phone wallet glasses keys okay အဲ့ဒီတော့ယူသွားတဲ့လူရဲ့အိတ်ထဲကိုထည့်ပေးပါဒီ noun တွေကိုမှန်တဲ့အိတ်ထဲကိုထည့်ပေးပါ all right are you ready Let's get ready to go to work, John. This is my purse. That's your wallet. I think these notepads are yours. Yes, those are mine. Don't forget, those are your glasses. Oh, yes, and my cell phone. Right, and our keys. Let's go, we don't want to be late. ကဲ <laughs> John ရဲ့ yeah, John နဲ့ Susan ရဲ့ conversation လေးကိုထပ်ပြောပေးမယ်ပြန်နားထောင်ပေးပါ Okay Let's get ready to go to work John This is my purse That's your wallet I think these notepads are yours Yes those are mine Those are your glasses Oh yes and my cell phone Right and our keys. Let's go. We don't want to be late. 예, 피시지야노. 그럼 아우송 수잔과 존고 벼래. Let's get ready to go to work, John. And uh, John, 얼어 떠와보 빈센야. This is my purse. 나가 주마의 purse. Okay, 에리러 purse가 수잔하. Right? This is my purse. That is your wallet. အဲ့ဒါကနင်းရဲ့ wallet နင်းရဲ့ပစ္စံအိတ်အဲ့တော့ wallet က John all right i think these notepads are yours ဒီ notepad တွေကလည်းနင်းရဲ့ဟာတွေပဲ okay John ရဲ့ဟာတွေပဲ yes those are mine ဟုတ်တယ်အဲ့ဒါတွေကငါဟာတွေ don't forget မမေ့နဲ့နော် those are your glasses အဲအဲ့ဒါတွေကနင်းရဲ့အာမျက်မှန်ပေါ့နော် oh yes ဟုတ်တယ် um and my cell phone oh ငါရဲ့ cell phone okay right and our keys keys ကဂျွန်ယူသွားတယ် right let's go we don't want to be late အဲသွားရအောင်ငါတို့တွေနောက်မကြချင်ရင်သွားရအောင်လို့ပြောလိုက်တာပေါ့ okay ငါအဆင်ပြေရလားမသိဘူးနော်